အဲ့ဒီခါအဲ့ဒီမိမငယ်ဟာလယ်ရွက်ကိုယူပြီးတော့လင်းမြန်စွာထွက်ပြေးသွားတော့တယ်လယ်ရွက်ပိုင်ရှင်မိမဟာလဲခိုးယူသွားသည်ကိုမြင်လေလင်းမြန်စွာထပြီးတော့နောက်ကနေအပြေးလိုက်တော့တယ်လယ်ရွက်တရားဆိုတာကတော့သူစင်းရဲမတယောက်ဟာကြွေဝသောမိမများကဲ့သို့ရွှေငွေကြောင့်မြတ်တွေချေလဲထားတဲ့လယ်ရွက်ပရက်ကိုမစင်မြန်းနိုင်တဲ့ဖြစ်အနီအဝါအပြံအစိမ့်စသောချီမျိုးတို့ဖြစ် ထိုးချုပ်စီရင်အပ်တော့ချီလဲရဲကိုသာဆင်ရတာဖြစ်ပါတယ်။တနေ့မှာတော့ဆင်ရဲသူမတယောက်ဟာဖះလောင်းစီရင်အပ်တော့ရေကန်မှာရေချိုးဖို့အတွက်သူ့မှာရှိတဲ့လဲရဲကိုချွတ်ပြီးတော့တပတ်ပေါ်မှာတင်ထားလိုက်တော့တယ်။အဲဒီအချိန်မှာပဲသူ့ရဲ့အနီးကိုမိမငယ်တယောက်ကရောက်ရှိလာတော့တယ်။ထိုမိမငယ်ဟာဆင်ရဲသူမရဲ့လဲရဲကိုမြင်ပြီးတော့လိုချင်တက်မှတ်တဲ့စိတ်ဖြစ်လာတော့တယ်။မိမယ်ဒီလဲရဲလေးကအလွန်တက်တယ်လှပတာပဲရှင့်။ချီဘလောက်ကုန်တယ်လဲ။ကျမလည်းဒီလိုလဲရဲလေးကိုထိုးချုပ်ခြင်းလို့ပါရှင့်။ ။ဒါကြောင့်ခဏလောက်အတူယူကိုကြည့်ပြသေးရှင်။ရပါတယ်ရှင်ကြည့်လို့ရပါတယ်။လေရွယ်ပိုင်ရှင်မိန်းမဟာသဘောဖြောင်းဖြောင်းနဲ့ပဲလေရွယ်လေးကိုပေးကြည့်လိုက်တော့တယ်။အဲဒီခါအဲဒီမိန်းမငယ်ဟာလေရွယ်ကိုယူပြီးတော့လင်းမြန်စွာထွက်ပြေးသွားတော့တယ်။လေရွယ်ပိုင်ရှင်မိန်းမဟာလည်းခိုးယူသွားသည်ကိုမြင်လေလင်းမြန်စွာထပြီးတော့နောက်ကနေအပြေးလိုက်တော့တယ်။အဲ့ဒီလိုနဲ့လေရွယ်ခိုးသူမကိုမှီသွားတဲ့အခါမှာတော့အသိမင်းမငယ် ဘာကြောင့်ကျုပ်ရဲ့လေရွဲကိုယူပြီးတော့ပြေးရတာလဲရှင့်အမအမငါရဲ့လေရွဲကိုငါဆင်ပြီးတော့သွားနေတာလေဘာကြောင့်ငါ့ကိုလေရွဲတခိုးလို့ဆွဆွဲရတာလဲဟဲ့အဲ့ဒီလိုသူတို့နှုတ်ဦးညင်းခုန်နေကြတဲ့အတန်ကိုဖះလောက်မဟုတ်တတာလေးကြားသွားတော့လေအဲ့ဒီလိုနဲ့မဟုတ်တတာတတို့သားလေးဟာသူတို့နှစ်ယောက်ကိုခေါ်ခိုင်းလိုက်တော့လေသူတို့နှစ်ယောက်ရောက်လာတဲ့အခါမှာတော့အမှုအရာလက္ခဏာတွေကိုမြင်လင်မင်းဤသူကတခိုးမှာဤသူကဥစ္စာရှင်ဆိုတာကိုအတက်သိတော့လေဒါပေမဲ့ခက်သိမ်းသောသူတို့ကိုသိစေလိုခြင်းကအတင်တို့နှစ်ယောက် အဘယ်အကြောင်းအရာတွေကိုညှင်းခုန်နေကြတာလဲကွ။အဲဒီလိုမေးလိုက်ရင်နှစ်ဦးစလုံးကပဲအတီးတီးမိမိတို့အဥ္စာဖြစ်ကြောင်းကိုပြောဆိုကြကုန်တယ်။ဘုရားလောင်းကလည်းတင်တို့ရဲ့စကားနှစ်ရက်ကိုကြားသိရပြီးငါဆုံးဖြတ်တဲ့အတိုင်းတင်တို့နာခံကြမှာလားကွ။ဘုရားလောင်းဟာအဲဒီလိုမေးထားလိုက်တဲ့အခါမှာတော့နှစ်ဦးစလုံးကလည်းသဘောတူတဲ့အတွက်ကြောင့်ဘုရားလောင်းမဟုတ်တာကရှေးဦးစွာခိုးသူမကိုမေးတော့တယ်။တင်တို့ငါရဲ့မေးခွန်းကိုဟုတ်မှန်အတိုင်းဖြေကြ။တင့်ရဲ့လေရွဲကိုအဘယ်နဲ့သာရေဖြစ်မပြတ်တုတ်လိမ့်တယ်လဲ။ အဲ့ဒီလိုခိုးသူမကိုမေးထားလိုက်တော့တယ်။အဲ့ဒီအခါခိုးသူမကအရှင်သားအလုံးစုံသောအမွှေးမျိုးတို့ဖြင့် ပေါင်းနှော၍လှုပ်အပ်သောတပ်ပတန်ဟာရအမည်ရှိတဲ့နန့်သားပေါင်းဖြင့်နေတိုင်းအမြဲတုတ်လိမ့်ပါတယ်။အဲ့ဒီနောက်လေဆွဲပိုင်ရှင်အမျိုးသမီးကြီးကိုမေးမြန်းလိုက်တဲ့အခါမှာတော့အရှင်သားကျွန်တော်မျိုးမဟာဆင်းရဲတဲ့အတွက်ကြောင့်ဒီလေရွဲကိုတိရှားပွင့်ပြတ်တာနေတိုင်းမပြတ်ပုတ်လိမ့်ပါတယ်။အဲ့ဒီလိုဖြေးကြားလိုက်တော့တယ်။အဲ့ဒီအခါမှာတော့ဖယားလောင်ဟာထိုသူနှစ်ယောက်တို့ရဲ့စကားကို ပဋိသတ်တို့အားမှတ်သားစေပြီးလင်တခုသောရေကွက်ကိုစောင်းယူစေ၍ထိုရေကွက်၌လေရွဲကိုနှစ်ပြီးလင်အနံ့ခံအာယုံကျွမ်းကျင်သောသူတယောက်ကိုခေါ်ပြီးတော့မြည်သည့်အနံ့ရသည်ကိုစုံစမ်းစေတော်လဲအဲ့ဒီနောက်ထိုသူဟာလေရွဲကိုနမ်းပြီးတော့တိရှားပွင့်အနံ့ရှိသည်ကိုသိ၍အရှင်သာဤလေရွဲမှာတပ်ပတန်ဟာရက်ကနံ့တာမရှိပါတိရှားပွင့်နံ့တာတက်တက်လိုက်နေပါလေမိမငရဲ့စကားမှမှန်ပါမိမကြီးရဲ့စကားသာလဲမှန်ပါတယ်အဲ့ဒီလိုပြောကြလိုက်တော့လေအဲ့ဒီလိုနှိဖြစ် ဖះလောင်ဟာပရိသတ်အပေါင်းတို့အားသိစေပြီးလင်တင်ကတင်းဥစ္စာလို့ဆိုတယ်။ဒါပေမဲ့လေရွဲကတင်းကိုခိုးသူမှဟူပြပြီးနေပြီ။ဒါကြောင့်တင်းဟာလေရွဲတစ်ခုမဟုတ်တော့အဲ့ဒီလိုမေးမြန်းထားလိုက်တော့လေ။အဲ့ဒီအခါတခုမကလွဲရည်ပြောခွင့်မရတော့ကြောင့်အရှင်သာကျွန်ုပ်ခိုးယူမိဒီမှာမှန်ပါသည်။အဲ့ဒီလိုဝန်ခံထားလိုက်တော့လေ။အဲ့ဒီအခါဖះလောင်ကရှင်နီများတို့နောင်ဤကဲ့သို့မကျင့်လျင်ဆုံးမထားလိုက်တော့လေ။ ဖွားဘက်သူငယ်တထောင်တို့ဟာလည်းရှေ့နည်းဖြင့်ထောင်းထုချင်းဖြင့်ဒံပေးကြကုန်တယ်။မဟောတရာကိုစောင့်ကြည့်နေတဲ့အမကြီးဟာလည်းအဲ့ဒီတဲ့င်းကိုကြားသိသွားရင်အလုံးစုံတို့ကိုရှင်မင်းကြီးအားရှောက်တင်စေတယ်။အဲ့ဒီလိုဝိတေဟရမင်းကြီးတည်သွားတဲ့အခါမှာတော့တင်နကအမကြီးကိုခေါ်ယူပြီးတော့စကားအလုံးစုံတို့ကိုပြန်ကြားပြီးတော့အမကြီးမဟောတရာဒုက္ခမင်းလေးကိုစောင့်ယူချင်းမတင်သေးဘူးလားကွ။အဲ့ဒီလိုတိုင်ပင်လိုက်တော့လေ။အဲ့ဒီအခါတင်နကအမကြီးကအရှင်မင်းကြီးဤမြတ်သောအရာနှင့်ဒုက္ခမင်းမခန့်လောက်သေး ဆိုင်းငံ့တော်မူပါလော့အဲ့ဒီလိုရှောက်တင်ထားလိုက်တော့တယ်တင်ကအမတ်ကြီးရဲ့စကားကိုကြားလင်းစိတ်ညစ်ညူးပြီးတော့တဖန်အမတ်ကြီးကိုပဲမဟောတရာတရိုးသားလေးကိုစောင့်ကြည့်ဖို့မှာကြားလိုက်တော့တယ်